င်္ဂလာပါရှင်ခொနရဲသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစင်မာကတော့ဆောလနွေနီဖြစ်ပါတယ်စင်မာအနေနဲ့ကတော့အခုကြားရောက်မဲ့1389ခုနှစ်နှစ်သစ်တကြံမင်္ဂလာအခါသမယမှာခொနရဲသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစီးပွားလက်လာပါကြီးလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီယဘေးတွေကင်းဝေးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ ဲ့ပြည့်စုံပြီးအေဂျင့်တာရတဲ့ဘဝလန်းခီကိုရှောင်းလန်းနိုင်ကြပါစေလို့ဆ iam မကနေဥစွာပထမစူတောင်းမြစ်တာပို့တာလိုက်ပါရဲ့ရှင်စီစဉ်နေမစတင်ခင်မှာဆင်မအနေနဲ့မြစ်တာရက်ခံခြင်းနာကတော့ဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါဆင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ 1389ခုနှစ်အတွက်တင်းနာသားသမီးတွေရဲ့နှစ်သစ်အထူးဟောစတိုင်ကြီးကိုဆရာမဟောကြားပေးတော့မှာဖြစ်ပါတယ်။ အပမောင်းဆုံးအနေနဲ့ဆင်မပြောပြချင်တာကတော့လက်ရှိ1388ခုနှစ်မှာတိဏသာသမီးတွေရဲ့တဏ္ဍာအတွင်းပေါ့နော်။အဲတဏ္ဍာအတွင်းမှာဒါအလုတ်ကိုင်းကိစ္စတွေစီးပွားရေးငွေရေးချေရေးချမ်းမာရေးပေါ့နော်။အခြေရေးပညာရေးရာစာနိုင်ငံခြားခီးကဲစောင့်ရဲရှောင်ရဲနဲ့ဗိုက်နာမဲ့နော်ဒါအကြောင်းအရာလေးတွေပြုလုပ်အမယ်ရေဒီယာလေးတွေကိုဒုက္ခချင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ဒီနှစ်အတွက်တရင်းနာသားသမီးတွေရဲ့ကံစရာကိုကြည့်လိုက်တဲ့အခါမှာဒီနှစ်ကံစရာရအစိုးကောင်းဒုံတွဲတဲ့နှစ်ကိုရောက်ရှိပါလိမ့်မယ်နော်အစိုးတွေရောကြုံတွေ့ရမယ်အကောင်းတွေလည်းကြုံတွေ့ရမယ်အစိုးကောင်းဒုံတွဲနေတဲ့ကံကြမ္မာမျိုးလေးတွေရှိနေပါတယ်အဲ့တော့တရင်းနာသားသမီးတွေကအစမအခုနော်ဆင်မအခုစပြောမယ်လုပ်ငန်းစီးပွားငွေကြေးကဏ္ဍတွေအရင်ဆုံးစပြောပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီနှစ်အတွက်ပေါ့နော်အဲ့ဒီမှာမှကိုကဒီနှစ်မှာဆိုရင်ပေါ့နော်လုပ်ငန်းစီးပွားပိုင်းတွေက အာလုပ်ငန်းစီးပွားပိုင်းတွေလည်းအလိုပဲဒါအတက်အကြာလေးနဲ့သွားမှာเนาะသွားမယ်နေ့ဖြစ်တဲ့အတွက်အဲကန်စာတာကအခုဆီယမဟောမဲ့ဟော့စတန်ရတနင်္ဂနွေသားသမီးတွေဟောတာတနင်္နာသားသမီးတွေပေါ့နော်ဒါအရှေ့ပိုင်းမှာတနင်္ဂနွေသားသမီးတွေပြောပြီးသွားပြီတနင်္နာသားသမီးတွေအတွက်ကဘာတွေပေါ့နော်ဒါကြုံတွေ့ရမလဲဆိုတဲ့အနေထားလေးတွေရဲ့ ပြီးတော့ဆောင်ရွက်ဆောင်မဲ့အနေထားလေးတွေဒါဆင်မတစ်ခုချင်းပြပြပေးသွားမှာဖြစ်တယ်တင်းနာသားသမီးတွေအကုန်လုံးကဒီ hostel မှာကိုက်ညီမှုရှိနိုင်လားမရှိနိုင်ဘူးလားပေါ့နော်ဆိုတာကိုဆင်မတစ်ချက်ပြပြပေးသွားမယ်အဲ့တော့လူတယောက်မှာတက်ရောက်ကန်စားတာဆိုတာရှိရပေါ့နော်တင်းနာသားသမီးတွေတိုင်ထက်ရောက်တဲ့နှစ်ပေါ့နော်ဒီနှစ်မှာ1389ခုနှစ်မှာတိုင်ထက်ရောက်တဲ့နှစ်တွေအဲတိုင်ထက်ရောက်နေတဲ့သူတွေကတော့လက်ရှိဟောနေထားတဲ့ပို့ပြီးအားတာမဲ့ နှစ်ပေါ့နော်အဲ့တော့ဒီလက်ရှိအနေထား hostel ကြီးကတင်နာသားသမီးတွေပေါ့နော်ဒါတိုင်အောင်ရောက်နေတဲ့သူတွေဘုံမိကြနေတဲ့သူတွေကလက်ရှိ hostel ထဲအနေငယ်နော်ကန်တရာနေပါလိမ့်မယ်နေကြလိမ့်မယ်ပေါ့လူတယောက်နဲ့တယောက်ကတော့ဒါနေနာသားသမီးတွေအကုန်လုံးကိုပေါ့နော်ဒါဆင်မကပြန်မြောက်ဟောထားတဲ့အတွက်ကိုယာနှုံပြေတော့ကွက်တိမမှန်နိုင်ဘူးတိုင်ချက်ရောက်သူတွေအတွက်ကတော့အရာရာအဆင်ပြေမိမယ်မမီးရဲ့ အဲဒီနှစ်တက်ရောက်မှာတိုင်းအောင်ကြနေတဲ့သူတွေဘုံမိကြနေတဲ့သူတွေတော့ကအနှန်းငယ်ကန်စရာမှိန်ပါလိမ့်မယ်နော်လက်ရှိ hostel နဲ့အနှန်းငယ်ညံ့ပါလိမ့်မယ်ထို့ကြောင့်စမတ်နေနဲ့ဒါတွင်းနာသားသမီးတိုင်းအကုန်လုံးကဒီလိုကန်ကြမ္မမျိုးကြားရောက်မယ်လို့မဆိုလိုပေမဲ့တော်တော်များများယာကိုင်နှုံးပေါ့နော်ဟောကဒီ hostel လေးအတိုင်းအဲဒီ1389ခုနှစ်မှာဖြတ်တန်းရမှာဖြစ်ပါတယ်နော်အဲ့တော့အရင်ဆုံးပြပြပေးသွားမှာကတော့လုပ်ငန်းစီးပွားခန္ဓာလေးတွေပေါ့ဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားပိုင်းနေလုပ်ငန်းစီးပွားပိုင်းနေကိုကြည့်လိုက်တဲ့အခါ ါမှမိမိတို့ကလုံနိုင်သလောက်ခီးမရောက်နေပဲဖြစ်နေတတ်တဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုပေါ့နော်အလုပ်တက်လုံနေတယ်ဒါပေမဲ့ကိုလုံနေတယ်လောက်ခီးမရောက်နိုင်ဘူးဖြစ်နေတယ်အာလုပ်ငန်းပိုင်းထဲမှာခက်ခဲထင်းငေါလေးတွေရှိမယ်အတိုက်ခံလေးတွေပေါ့မယ်မိလုပ်ငန်းပိုင်းထဲမှာဆိုရင်အဲဒါရှင်ပြိုင်သူတွေရှိတာမျိုးပေါ့နော်မနာလိုသူတွေရှိတာမျိုးတွေကြုံတွေ့ရမယ်စိတ်ညစ်စရာလေးတွေကတော့အနှဲငယ်ရှိနေလိမ့်မယ်ဒီနေ့အတွင်းမှာမိမိတို့ရဲ့လုပ်ငန်းစီးပွားပိုင်းမှာပေါ့နော်ဒါ လုပ်ငန်းစီးပွားလုပ်တဲ့နေရာမှာလောကစောတိုက်ပြီးတော့လုံးလုံးမရဘူးလောဘကြီးပြီးတော့လည်းလုံးလုံးမရဘူးပေါ့နော်အဲ့တော့အချိန်ခါအချိန်တွေကိုကြည့်ပြီးတော့ပြုလုပ်မှသာအဆင်ပြေမယ်ပေါ့နော်အဲ့တော့အချိန်ခါနဲ့အချိန်တွေကိုလေ့လာသုံးသပ်ပြီးတော့ပြုလုပ်မှသာအဆင်ပြေမယ်ကိုကလောဘကြီးပြီးတော့အရှိမနော်အဲ့လိုမျိုးဒီကုံကြုံလုံနေတာမျိုးပေါ့နော်လောဘကြီးပြီးတော့ယင်းနှမြုံနေတာတွေအဲ့လိုမျိုးတွေအဲတတိထားမဲ့နှစ်ပေါ့ဒီနှစ်ကပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနှစ်ပိုင်းထဲမှာဆိုရင်စီးပွားရေးလောက်တော့မယ်ဆိုရင် တော့အဓိကနဲ့တာမညာခွဲခြားလိမ့်မယ်နော်အဲ့တော့အဓိကနဲ့တာမညာခွဲခြားပြီးတော့ပြုလုပ်နိုင်ပြုလုပ်ပြောဆိုနိုင်ရလိမ့်မယ်နောက်ထပ်ပေါ့နော်အော်ကိုယ့်ရဲ့ကံတရားရကြည့်မယ်ဆိုရင်ကိုယ့်ကိုအကူအညီထောက်ပံ့ပေးမဲ့သူတွေပေါ်လာနိုင်တယ်ပေါ့နော်ဒါမိကောင်းဆွေကောင်းတွေပေါ့နော်ဒါအကူအညီထောက်ပံ့ပေးတာမျိုးတွေရှိမယ်နော်လူမျိုးခြားဘာသာခြားတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိတာမျိုးတွေတွေ့ရမယ်အောင်းလိုင်းငယ်သားတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိလာတာမျိုးတွေရှိမယ်ဒီနေ့ပိုင်းထဲမှာဖြန်းနှင်းနည်းနဲ့ငွေရှာတာမျိုးအော်စီးပွားရှာတာမျိုးတွေရတော့ဒါရှောင်းတဲ့နှစ်ဖြစ် ြစ်ပါတယ်เนาะအဲ့တော့မမီကိုကိုကိုအာကိုပြီးတော့စီးပွားရှာတာသူများကိုအာမကိုနဲ့ဘောเนาะအဲ့တော့သူများကိုအာမကိုပဲနဲ့ကိုကိုကိုအာကိုပြီးတော့လုပ်ငန်းစီးပွားလုပ်ပါယုံကြည်လို့မရဘူးဘောเนาะကိုကယုံကြည်ပြီးတော့လလွဲထားတာတွေကကိုပဲဒုက္ခပြန်ရောက်တယ်ဘောเนาะအဲ့တော့သူများကိုအာကိုနေမယ်ဆိုရင်ကိုသာဒုက္ခရောက်ကြံခဲ့မယ်အာကိုလို့မရတဲ့အနေထားတွေရှိတယ်ဟိုကြောင့်ကိုကိုကိုအာကိုပါကိုတုကိုချွန်ရက်တီပါဒီနေ့အတွင်းမှာပေါ့မြို့တော်မှာအာကိုလို့မရဘူးပေါ့နော်အဲ့လိုမျိုးစံမျိုးရှိပါတယ်အဲ့တော့ ဒီနှစ်တွင်းမှာလုပ်ငန်းစီးပွားပိုင်းလေးတွေလုပ်တဲ့နေရာမှာပြိုင်ဆိုင်မှုလေးတွေများတယ်ပေါ့နော်အဲ့တော့လုပ်ငန်းတွေလုပ်တဲ့နေရာမှာပြော့ပြတာတိုင်ပင်တာတွေသတိထားပါနော်ဒီနှစ်ပိုင်းထဲမှာငါတော့ဘာပြင်ဘာတိုးချင်မှာဘာလုပ်ငန်းပြင်ဘာလုပ်ဖို့ရှိရဲဘယ်လမှာကြိုင်ငါဘာဘာတွေလုပ်ဖို့ရှိတယ်မပြော့ပြနဲ့ကိုယ်ကျန်သူများဥသွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေသတိထားပါနောက်ထပ်ဒီနေ့ပိုင်းထဲမှာလုပ်ငန်းတွေစတင်ပြီးတော့လုပ်မဲ့သူတွေပေါ့နော်ရှိပါတယ်ဒီနေ့မှာလုပ်ငန်းတွေစတင်ပြီးတော့လုပ်မဲ့သူတွေအတွက်ကလည်းဘလို့လုပ်ငန်းတွေအကျိုးပေးမလဲဆိုတော့ အာစနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတနင်္လာနေ့ကြာတာပြင်းနဲ့အင်္ဂါနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်အဲ့တော့စနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းဘာနံနေလဲဆိုတော့အထယ်လုပ်ငန်းတွေဓာတ်ဆီဒီဇယ် နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေပေါ့နော်အဲ့တော့ထမင်းဆိုင်ဒီဇိုင်းလုပ်ငန်းတွေနောက်ပြီးတော့ဒါအင်ဂါနန်တွေဖြစ်တဲ့စားတောက်ကုံစတိုးဆိုင်ဆန်စီဆေးပေါ့နော်အော်နောက်ထပ်ဒီဆက်တူရှယ်ယာလုပ်ငန်းတွေနောက်ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်လုပ်ငန်းကုံစုံကုံကြောက်ကုံမာလုပ်ငန်းကုံရောင်းကုံဝင်လုပ်ငန်းပေါ့နော်အာခြံကားကြောက်လုပ်ငန်းတွေအချို့ပြုတယ်အဲ့လုပ်ငန်းတွေနဲ့တွဲလုပ်ပါနော်ဒီလုပ်ငန်းတွေကဟိုကလုပ်ငန်းသစ်စတင်မဲ့သူတွေကတော့ဒီလက်ရှိအဲ့လုပ်ငန်းတွေလုပ်ပါအဒီလုပ်ငန်းလုပ်နေတဲ့သူတွေကလည်းလုပ်ငန်းစီးပွားပိုင်းလေးတွေကောင်းမွန်နေမဲ့နေထားလေးတွေရှိရ ဲ့အမေဒီနှစ်အတွင်းမှာလုပ်ငန်းစီးပွားအတက်ကျရှိမယ်เนาะဒီနှစ်မှာဒီလာထဲမှာလုပ်ငန်းလေးတွေကောင်းမြင်မယ်နောက်လာမှာအနည်းငယ်ကျရင်ကျသွားလိမ့်မယ်ဒီလာမှာလည်းကျဆင်းနေပေးမယ်နောက်တစ်လနှစ်နှစ်ကျပြန်တက်တာမျိုးလေးတွေရှိမယ်ရောဒီလိုမျိုးတွေနဲ့သွားမှာเนาะဒီတနေ့လုံးက အဲ့တော့လောဘကြီးလို့တော့မရဘူးနောက်ပြီးတော့အဖို့တန်ရတနာပစ္စည်းလေးတွေပေါ့နော်အာဒီမြန်ပိုင်းထဲမှာတတိထားပါဆုံးရှုံးတက်တာတို့ပျောက်တက်တာတို့နော်အဲ့ရတနာပစ္စည်းအထွက်ရှိတာမျိုးပေါ့နော်အဲ့မျိုးလေးတွေတော့ရှိရဲအလူမင်္ဂလာပြုဝတ်တက်တယ်တဲ့အလူအတန်းတော်လောက်ကောင်းမင်္ဂလာတော်လောက်ကောင်းဒီနေ့မှပြုဝတ်တက်ပါတယ်တဲ့နော်အဲ့လိုမျိုးနောက်ပြီးတော့ရေတွင်းရေကန်တူရတာမျိုးလေးတွေတော့ရှိမယ် ဲ့တော့တချို့လားတွေမှာဆိုရင်ရုပ်တရက်လုပ်ငန်းပိုင်းတွေမှာမထင်မှတ်တဲ့နေရာနေပြီးတော့ဝင်ငွေလမ်းကြောင်းလေးတွေပေါ်လာတာမျိုးမထင်မှတ်ထားတဲ့နေရာနေရပြီးတော့လုပ်ငန်းတိုးတက်လာတာမျိုးတွေလည်းကြုံတွေ့ရလိမ့်မယ်ပေါ့နော်တချို့လားတွေမှာလားတိုင်းတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးဒီတနစ်တာအတွင်းမှာပေါ့တချို့သောလားတွေမှာဆိုရင်ဒီလိုမျိုးလေးတွေကြုံတွေ့ရမယ်ပေါ့အခွင့်လန်းတွေလုပ်ငန်းအခွင့်လန်းတွေပေါ်လာတာမျိုးတွေတော့ရှိမယ်ပေါ့ရုပ်တရက်ပေါ်လာတဲ့အခွင့်အရေးကိုကိုကိုတိုင်းပေါ့နော်အသုံးချပြီးတော့ပြုလုပ်ခြင်းကြောင့်အောင်မြင်မှုရရှိမယ်နှစ်ပါနော်ဒီနေ့ပိုင်းထဲမှာ တော့ဒီနေ့ပိုင်းထဲမှာပေါ့နော်လုပ်ငန်းစီးပွားပိုင်းလေးတွေကတော့ဘုန်းကလို့အရှေ့ပိုင်းမှာပြောခဲ့တဲ့အတိုင်းဒါအဲကဲကျွန်မရအတက်ကြလေးတော့သွားနိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဝန်ထမ်းတွေဆိုရင်တော့ကိုကဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားပိုင်းတွေမှာเนาะပြုလုပ်နေတဲ့နေရာမှာအလုပ်လုပ်နေတဲ့နေရာမှာအနှဲငယ်စိတ်ပီစီးမှုတွေများမယ်စိတ်ပင်မဲ့မှုတွေများမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းပိုင်းထဲမှာဆိုရင်ကိုကမထင်ပေါ်တာမျိုးလုံးတလောက်အရာမထင်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့ကိုရဲ့ကန်စတာမှာ ဖျားတွေများနေတတ်တယ်အတိုက်ခံတွေများနေတတ်တယ်လက်ရှိလုံးမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းပြောင်းလဲတွေပေါ်လာတာမျိုးတွေရောရှိနိုင်နေပေါ့ဒီခါလေးအလုပ်ပြောင်းချင်ထွက်ရှင်စိတ်တွေပေါ့မင်းအဲ့တော့ပြောင်းလဲမှုတွေကကောင်းလားမကောင်းလားလို့မေးမယ်ဆိုရင်တစ်ဖက်ကရမှာတစ်ဖက်ကပြောင်းပေးပေါ့နော်ဒါပေါ့ခရီးကဝန်ထမ်းတွေဆိုရင်တစ်ဖက်ကအလုပ်ရပြီဆိုမှတစ်ဖက်ကပြောင်းပေးပြောင်းလဲရတော့အတင်းတင်းကောင်းပါတယ် အဲ့တဖက်ကရပြီဆိုမှတဖက်ကပြောင်းပြီးအလုံးထွက်ပြီးရှာရင်ကြာလိမ့်မယ်အဲ့တော့ဒီကိုအစိုးရဝင်နေဖြစ်တဲ့ဆိုရင်ပြောင်းတဲ့ကိစ္စတွေကပြောင်းလို့ရတယ်ပေါ့နော်အဲ့လိုယာတုလာစာတော့တိုးလိမ့်မယ်ယာတုတိုးရင်တော့မတိုးရင်လာစာတိုးနိုင်တဲ့ကံစားတာမျိုးတော့ရှိတယ်အဲ့မဲ့ကို့မှာမနာလိုမှုတွေအားများတယ်လက်ရှိလုပ်ငန်းပိုင်းထဲမှာအတိုက်ခံတွေတအားများတယ်နော်ထို့ကြောင့်တတိထားပါလူတိုင်းကကို့လိုစိတ်လိုမဟုတ်တဲ့အတွက်ကိုအာလုပ်ငန်းလုပ်တဲ့နေရာမှာအထူးတတိထားပြီးပြုလုပ်ပေးပါပေါ့နော်အဲ့တော့အပြိုင်ဆိုင်တိုက်ခတ်မှုများမဲ့နေထားမှာရှိတယ်ဒါဝင်နေနေဆိုရင်ပေါ့နော်အကြီးကဲထက်လူကြီးဘိုင်းချောင်းလဲစိတ်ညစ်ရတာမျိုးစိတ် ပြင်မဲ့နာမျိုးတွေတော့ရှိရဲပေါ့နော်အဲ့လိုမျိုးလေးတွေရှိရဲ ဲ့တော့အစိုးရဝင်လဲဆိုတင်းတဲ့တဲ့အကိန်းလေးတွေရှိတာမျိုးတွေကြုံတွေ့ရမယ်နော်။ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝယ်တက်ကြတော့ရှိမယ်။နော်တချို့လားတွေမှာအမြန်ဆုံးနေရမယ်။တချို့လားတွေမှာအမြန်ဆုံးနေနည်းမယ်ပေါ့နော်။အဲ့တော့လုပ်ငန်းတိုးချဲ့တာမျိုးတွေရှိမယ်။ပစ္စည်းတိုးလောင်ထားတာတွေတတိထားပြီးတိုးလောင်မှာအဲ့တော့ပစ္စည်းတွေကိုတိုးလောင်မယ်ဆိုရင်စားတောက်ကုန်တွေကုန်ချောက်တွေပေါ့နော်။အဲ့တော့တိုးလောင်လို့ရတယ်ပေါ့နော်။စားတောက်ကုန်နဲ့ပတ်သက်တာကုန်ချောက်နဲ့ပတ်သက်တာလေးတွေကတော့ဒါတိုးလောင်လို့ရတယ်။တခြားတိုးလောင်ပစ္စည်းတွေပဲတွေပါရတတိထားပေါ့နော်။တိုးလောင်ရမယ်။အဲပဲပဲတိုးလောင်တာမျိုး ိုးလေးတွေเนาะအားလေးကတော့တတိထားပေါ့เนาะနောက်ပြီးတော့အာဒီနေ့ပိုင်းထဲမှာလူသုံးကုန်ပေါ့เนาะစားတောက်ကုန်ကုန်မလုပ်ငန်းတွေကပို့ပြီးအားကောင်းတဲ့အတွက်ကိုဒီလုပ်ငန်းလေးတွေနေပေါ့เนาะရောင်းဝယ်လုပ်ချင်ပို့ပြီးတော့အဆင်ပြေတယ်လောဘမကြီးပဲနဲ့ပုံမှန်နေထားတိုင်းသွားပါเนาะဒါလောဘကြီးလို့မရတဲ့နှစ်ဖြစ်တာပေါ့เนาะဒီနေ့ပိုင်းထဲမှာလောဘကြီးလေဆုံးရှုံးမှုများလေဖြစ်တဲ့အတွက်အရာရာကိုရောင်းဝယ်လုပ်တဲ့နေရာမှာစိတ်ကိုအေးအေးထားပြီးတော့လောဘမကြီးပဲနဲ့ပုံမှန်တိုင်းရဲသွားနိုင်ရင်တော့ပို့ပြီးအားကောင်းတယ်เนาะလုပ်ငန်းစီးပွားပိုင်းနေတဲ့အတူဒီနေ့ပိုင်းထဲမှာကုသိုလ်ကောင်းမှုလေးတွေရှင်တွဲပြီးလုပ်ပါဒါနာ တီလကောင်းမှုကုသိုလ်လေးနဲ့ဘဝကိုဖြစ်တဲ့ဌာနဆိုပေးတော့ဒါပေးကန်းစွန်ကျဲတာလေးတွေတီလမြဲတာကောင်းမှုကုသိုလ်လေးနဲ့ဘဝကိုဖြစ်တဲ့ကိုကအရှင်းမှာစီးပွားရေးမဲလို့နောက်မှာကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုးတဲ့နှစ်ကန်ဆိုးတဲ့လာတွေဒုက္ခရောက်တဲ့ဘဝအထိနာတက်တယ်နော်ထို့ကြောင့်တော့ဒါကုသိုလ်ကောင်းမှုနဲ့ဒီလိုမျိုးလေးတွေတွဲပြီးတော့အရှင်တွဲလို့ပါခက်ခဲမှုတွေရှိနေရင်လည်းပဲလွန်မြောက်တတ်တဲ့ကုညီမဲ့သူပေါ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ထပ်ပြီးတော့ငွေကြေးကံလေးကိုဆင်မပြောပေးမယ် တော့ဒင်းနာသားသမီးတွေရဲ့လက်ရှိနှစ်မှာငွေကြေးကံကိုကြီးလိုက်တဲ့အခါမှာငွေရေးကြေးပိုင်းနေရပါတော့အဲ့တော့ငွေအဝင်နဲ့အထွက်เนาะဘလို့ဖြစ်နေလဲဆိုတော့တခါတည်းရမမြတာဘူးဖြစ်နေမယ်တဲ့เนาะငွေအဝင်ရှိတယ်ဒါပေမဲ့အထွက်ကလည်းများမယ်တခါတည်းရငွေအဝင်အထွက်မမြတာငွေရှားတာတော့လွယ်ကူတယ်မခက်ခဲဘူးပေါ့ အရင်မခက်နေဘူးပေါ့နော်အာဒီကန္တနာနိုင်နဲ့သူတွေတော့ကတော့အနိုင်ငယ်တော့ခက်ခဲမယ်နော်ဒါတချို့သူတွေတော့ကတော့ငွေရှားတာလွယ်တယ်ဒါပေမဲ့လက်ထဲမှာမမြဲဘူးဖြစ်နေတယ်ငွေအဝင်နဲ့အထွက်ကအာများနေတတ်တယ်ငွေရတော့ဝင်နေတဲ့အထက်ကလည်းပြန်ပြန်များနေတဲ့အဲတော့ကုန်စရာတွေရတဲ့စီလိုပေါက်ရှာပြန်ကုန်နေတဲ့ဖက်ကလည်းဝင်ပြီးတော့တစ်ဖက်ကလည်းပြန်ကုန်နေတာပေါ့နော်အဲ့လိုမျိုးရှိမယ်အော်တချို့လားတွေဆိုရင်ငွေဝင်ပြီးတော့ကျွေးတင်နေတဲ့လားတွေတောင် ကြုံရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိနိုင်တယ်အဲ့တော့ငွေကအဖက်ဘက်ကနေကိုယ်ကရှာဖွေနိုင်မှစုဆောင်းနိုင်မှငွေရောပေါက်တွေထိနိုင်မှပဲဒီနေ့ကကောင်းတယ်ပေါ့နော်အဲ့တော့ငွေအတွက်တစ်ခါတည်းရစိတ်ညစ်ရတဲ့လားတွေလည်းကြုံတွေ့ရမယ်ထို့တော့ထို့အတွက်ငွေရေးချင်းနဲ့ပတ်သက်ပြီးအာမခံတဲ့အလုပ်တွေခြေငားတဲ့အလုပ်တွေငွေနဲ့ရင်းတဲ့အလုပ်တွေကသတိထားပြုလုပ်ပါလမ်းကစားလို့ရှင်ဒုက္ခရောက်တတ်ပါတယ်ထို့ကြောင့်ငွေရောဖြန့်နှန်းနည်းနဲ့မရှာပါနဲ့တမအားစီဝါကြကြရှာပါအဖက်ဘက်ကနေရှာနိုင်မှရမယ်ကိုကငွေဝင်နှန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ပေါ့နော်အဖက်ဘက်ကနေတခြားတစ်ဖက်ကန နေဒီတစ်ဖက်ကနေငွေလေးတွေဝင်နေတခြားလမ်းတွေကလည်းပဲငွေဝင်လမ်းလေးတွေကတစ်ဖက်အဖက်ဖက်ကနေရှာဖွေနိုင်မယ်ဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ဝင်လမ်းတစ်ခုတည်းဆိုရင်ခက်ခဲတဲ့လားတွေကြုံတွေ့ရလိမ့်မယ်ထို့ကြောင့်ငွေကိုချွေတာပြီးသုံးမှစီးနဲ့ကန်းနဲ့သုံးမှငွေဝင်ရင်ကောင်းမှုကုသိုလ်လေးတွေမကြမကြပြုတ်ပေးပါနော်ငွေမြဲစေတတ်ပါတယ်အောင်ငွေအချင်းနဲ့ပတ်သက်ပြီးမြဲဖို့အတွက်အနှံ့ရောင်အိတ်လေးအမြဲတမ်းအသုံးဆောင်ပြုပေးပါတော့ငွေမြဲစေတယ်ငွေအေးစေတယ်အနှံ့ရောင်ပတ်စံအိတ်လေးရနော်နောက်ထပ်ပေါ်လူမှုရေးကဏ္ဍလေးရေးဆက်မပြပြပေးသွားမယ် တော့တင်းနာသားသမီးရဲ့လက်ရှိလူမှုရေးကဏ္ဍလေးကြီးကတော့ဒီနှစ်အတွက်ကအတိုက်ခံများမယ်နှစ်ဖြစ်ပါတယ်เนาะအဲ့တော့ဒီနှစ်မှာလူမှုရေးပိုင်းအားနည်းမယ်အတိုက်ခံများမယ်သူတို့ပိုင်းမကောင်းမြင်တာမျိုးမကောင်းပြောဆိုတာမျိုးမကောင်းဆွဆွဲခံတာမျိုးပေါ့အကြမ်းမသက်သက်ဆွဆွဲခံတာမျိုးတွေကြုံတွေ့ရမယ်လုပ်ငန်းတိုင်းတွေမှာတော့ပြိုင်ဆိုင်မှုတွေရှင်ပြန်မှုတွေအားများမယ်အထက်လူကြီးပိုင်းနဲ့အဆင်မပြေဖြစ်တာမျိုးတွေကြောင့်စိတ်ညစ်ရတတ်တယ်ပေါ့เนาะအဲ့လိုမျိုးလူယုံဒုက္ခပေးတာမျိုးတွေရှိရတဲ့အတွက်လူယုံထားလို့မရဘူးကိုကိုကိုအားကိုပါမြို့သူ့မှာအားကိုလို့မရဘူးပေါ့เนาะမမီးရ ူများဒုက္ခရောက်ချင်တော့ကုညီဖို့ဝေမလေးပဲမဲ့ကိုဒုက္ခရောက်ချင်ကုညီမဲ့သူမရှိပါဘူးတဲ့နော်။ထို့ကြောင့်အမ်မိတို့အမအားမကိုပဲနဲ့ကိုကိုကိုအားကိုရက်တည်ပြီးတော့ပြုလုပ်ပြောဆိုပါနော်။အဲ့တော့ပြဿနာတော်လောက်ကအမှုအမှုခင်းတော်လောက်ကမို့အိမ်နွေးနော်ဒါအမှုအမှုခင်းပြဿနာတော်လောက်ကအိမ်နွေးပြဿနာတော်ကောင်ကြောင်ရနိုင်နေပေါ့။အဲ့ဒါကြောင့်နည်းနည်းလေးတတိထားပါစကားပြောတဲ့နေရာမှာစိတ်နိုင်မြန်မာပြုလုပ်တာလေးတွေရှာ เนาะအဲ့ဒါတချို့ကိုလောက်ရက်တစ်ခုကိုပေါ့เนาะကိုဒီလောက်ကလုံးသိမလုံးသိဒီစကားကပြောသိမပြောသိအများတမ်းပဲစင်ရင်သုံးသက်ပြီးတော့เนาะပြုလို့ပြောဆိုနိုင်မှာဒါအဆင်ပြေမဲ့စိတ်ကိုအေးအေးထားပါစိတ်ကိုအေးထားပြီးလောက်ကင်ပြောဆိုဖို့လိုအပ်လိမ့်မယ်เนาะဒီနှစ်တွဲမှာ နောက်ထပ်အိမ်တွင်းအိမ်တော်ရေခန္ဓာလေးတွေပြပြပေးသွားမယ်အဲ့တော့ထောင်သော80နဲ့89ခုနှစ်အတွက်အိမ်တွင်းအိမ်တော်ရေခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာတော့အိမ်တော်ရေအိမ်တွင်းရေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေအဆင်မပြေမှုလေးတွေနိုင်ငံရှိမယ်အိမ်တွင်းရေရန်ပေါ်နေတာမျိုးလေးတွေရှိမယ်မကြာခဏဆိုတော့အတိုက်ခံနေအခြေအနေတွေစကားများနေရတဲ့တဲ့မိမိထက်ကြီးကဲသူတွေနဲ့စိတ်သဘောထားကွဲလွဲမှုတွေရှိမယ်ဆန့်ကျင်ဘဲလေးတွေဖြစ်နေတတ်တယ်ပေါ့နော်သူတို့ကဖြစ်ရှင်တာတမျိုးမိမိကလှုပ်ရှင်တာတမျိုးအဲ့လိုမျိုးလေးတွေဆန့်ကျင်ဘက်တွေဖြစ်နေတယ်အိမ်တော်ဘက်နဲ့လည်းမကြာခဏ အာဘယ်လိုခေါ်မလဲရန်များနေတာမျိုးမမိအိမ်အောင်ဘက်နဲ့ သူတခုံးကိုတခုံးစကားများတာမျိုးသူလည်းအရှော်မပေးကိုလည်းအရှော်မပေးနဲ့ဖြစ်နေတာမျိုးရောက်အိမ်တွင်းအိမ်ဆောင်ကြီးလည်းရန်တက်လေးကြနေရပေါ့နော်အဲ့လိုမျိုးအဲ့တော့အပျော်ပါအတော်စားအိမ်ဆောင်ဘက်ကအပျော်ပါအတော်စားရှိတဲ့လူဆိုအိမ်တွင်းရဲ့မအေးချမ်းပဲဖြစ်နေတတ်တယ်တဲ့နော်အဲ့လိုမျိုးအိမ်ဆောင်ဘက်ကကိုကအပျော်ပါမတဲ့သူအတော်စားရှိနေတဲ့သူပေါ့နော်အဲ့လိုဆိုရင်စိတ်ပင်မဲ့မယ်စိတ်ညစ်ရမယ်အိမ်တွင်းရဲ့မအေးချမ်းပဲရှိနေတယ်ပေါ့နော်အဲ့လိုမျိုးအိမ်ဆောင်ရေးမှာပေါ့နော်ဒါအနောက်ရှက်လေးတွေရှိရဲအဲတတိထားပါအိမ်ဆောင်ရေးမှာအဓိကတော့ စိတ်တူကိုယ်တူလက်တွဲနိုင်မှအေးချမ်းမယ်ပေါ့နော်တရားနဲ့တရားအလျှော်ပေးရှုံးပေးပြီးတော့ငါဘာသာတရားလေးတွေအတူတူလောကမကုသိုလ်လေးတွေအတူတူလုပ်ပြီးဖြတ်သန်းနိုင်တော့ပို့ပြီးအေးချမ်းမယ်အနောက်ရှက်တားစီလေးတွေကျော်လာနိုင်မှအဆင်ပြေမယ်မကျော်လာနိုင်တော့အိမ်တွင်းအိမ်တော်ကြီးပြဿနာကြီးလာနိုင်တယ်ထို့ကြောင့်အိမ်တွင်းအိမ်တော်ကြီးမှာဒါအနောက်ရှက်တားစီတွေဝင်လာနိုင်တယ်ဒီရာတွေဒီကထားပြီးတော့ကျော်လွှားပေးပါနော်အဲ့လိုမျိုးဒီရာတွေကိုဟိုဒါ အာတရင်းနာသားသမီးတွေနဲ့မကြော်လွားနိုင်ဘူးဆိုရင်ဒုက္ခရောက်တတ်တယ်မမျှော်လင့်ထားတဲ့ပြဿနာလေးတွေဖြစ်လာနိုင်တယ်ပေါ့နော်အိမ်အောင်ကြီးတွေမှာထို့ကြောင့်အိမ်တွင်းအိမ်အောင်ကြီးအေးချမ်းမှုအားနည်းမဲ့နှစ်ပေါ့ နောက်ထပ်ငရေသူရဲ့တက်မေတ္တာရေကဏ္ဍလေးကိုကြည့်လိုက်တဲ့အခါမှာထင်မြင်တဲ့အမြင်လွဲမှားနေတဲ့နေ့ဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးအခြေရတော့စမ်းပွင့်စေပြီးတော့ရွေးချယ်မှုမှားစေတတ်တဲ့မိမိအပေါ်မှာလိန်ညာလဲစားသူတွေနူနဲ့တွေ့တတ်တယ်ပေါ့နော်။မလို့လဲသူတက်ကြီးရွယ်ဦးနဲ့တွေ့တတ်တဲ့အတွက်သူသတိထားရှောင်မှာအခြေကိုယုံစားမိပါကငရေသူတွေအတွက်ဒုက္ခရောက်တတ်ပါတယ်နော်။ချစ်သူဆောင်တွဲနေတဲ့အဆိုးကောင်းတွန်တွဲနေတဲ့နှစ်ပါမိမိချစ်သူကြောင့်တော့စိတ်ပင်မနေရတာမျိုးတွေရှိမယ်ပေါ့နော်။ဘာမဟုတ်တဲ့ပြဿနာနည်းနဲ့လဲခရောက်ကစားဖြစ်တာမျိုးလေးတွေတုံဝင်တို့မူလေးတွေရှိနေတတ်တယ်ပေါ့နော်။ချစ်သူကြောင့်စိတ်ပင်မနေ ာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့ novel ချားထဲမှာပေါ့အမျိုးသမီးဖြည့်စည်တော်လကောင်အမျိုးသားဖြည့်စည်တော်လကောင်ဝင်လာနိုင်တဲ့သစ္စာရှိရှိတဲ့တွဲပါအခြေဆရာရှုပ်ပါကမမြုံနေထားတဲ့ပြဿနာလေးတွေတက်လာနိုင်တယ်ထို့ကြောင့်အခြေခန္ဓာလေးတွေမှာနားလည်မှုနဲ့သစ္စာရှိရှိတဲ့တွဲမှာအေးချမ်းနိုင်နိုင်မယ်နော်နောက်ထပ်မမီးတို့အနေနဲ့ပေါ့နော်ဒါမြေတားရေခန္ဓာလေးတွေပြီးသွားပြီဆိုရင် လက်ရှိနှစ်အတွက်ပေါ့နော်ဒါအချမ်းမအိခန္ဓာလေးပြောပြပေးသွားမယ်အဲ့တော့တင်းနာသားသမီးတွေရဲ့အချမ်းမအိခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာတော့အချမ်းမအိပိုင်းလေးမှာအနှဲငယ်စီတော့တော့ဖြစ်လိမ့်မယ်အဲ့တော့ကြီးကြီးမားမားယောဂါတော့မဖြစ်နိုင်ပေမဲ့အနှဲငယ်စီတော့ဖြစ်နေတယ်တခုအဲဒီလက်ရှိနှစ်မှာပေါ့နော်အနှဲငယ်ခရူးဆိုင်ဖို့လိုအပ်လိမ့်မယ် ဲ့တော့ဖြစ်တဲ့ယောဂလေးကတော့အစာရင်1ဘိုင်းနဲ့ပတ်သက်တာကြီးပေါ့နော်အစာရင်1ဘိုင်းနဲ့ပတ်သက်တာအချိန်မှန်မစားတာမျိုးတွေကြောင့်နော်လေးအောင်နာလေးအောင်နာမျိုးတွေရှိမယ်ဥကောင်းမကြည်တာမျိုးပေါ့နော်အချိန်မှန်မအချိန်မှန်မစားပြီးတော့ကျန်းမာရင်ညံ့မယ်အောင်ကြောအားနေတာခေါင်းမကြည်တာအကြောတထာမျိုးတွေရှိမယ်နောက်ပြီးတော့ဖျားနာတတ်တယ်ပေါ့နော်နောက်တစ်ခါလေးအိတ်မပြောတာအတွေးများတာလေးတွေဖြစ်တတ်တယ်နောက်အသက်ကြီးပိုင်းနေမှာဆိုရင်ပေါ့နော်တစ်ခုပြီးတစ်ခုတော့အနှဲငယ်ရှိမယ် ဲ့တော့ဥနာနဲ့အာယုံကြောပေါ့နော်ရေချုံမွားတာမျိုးသွေးပေါင်အတွက်ကြလေးရှိပြီးမူးမောရှင်တုံနာလေးတွေဖြစ်မယ်ပေါ့နော်အဲကျန်းမာရေးငန္ဓာလေးနောက်ပြီးတော့ထိခိုက်ထန်ရတဲ့တာလေးတွေရှိမယ်ချော်လဲတာမျိုးလေးတွေဖြစ်တတ်တယ်နောက်ခြေလက်ထိခိုက်ထန်ရတဲ့တာလေးတွေရှိမယ်ပေါ့နော်အဲတော့ရေခဲရေတောက်တာမျိုးလေးပန်းငါနဲ့အိတ်တာမျိုးရေချုံမွားတာမျိုးအသက်ကြီးပိုင်းတွေတတိထားရမယ်ပေါ့နော်ဒီနေ့ပိုင်းထဲမှာအဲတော့အသက်အန်ဒီဆိုရင်ညာတော့မရှိဘူးဒါပေမဲ့မတက်နာလေးတွေဖြစ်မယ်ပေါ့နော်။အချူချတက်တယ်၊စီရိုးစစ်တောက်လို့ရတာ၊ဆေးကန်ပြနေရကြီးဂျုံကတက်တယ်နော်။နောက်ထပ် ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမယ်။လက်ရှိဒီနေ့မှာပညာရေးဌာနလေးတွေကတော့ခက်ခဲတဲ့ကြားနေပြီးအောင်မြင်မှုရရှိမဲ့အနေအထားမှာရှိတဲ့သိပညာဘူးသူတာတိုးပွားမယ်။ဆရာကောင်းတွေရဲ့လမ်းညွှန်သွင်းတဲ့စုံမမှုကြောင့် အောင်မြင်စေတတ်တယ်မိမိရဲ့ပင်တော့ပညာရေးပိုင်းမှာလည်းဟောပြောမယ်ဆိုရင်တခြားသောအကြောင်းအရာတွေပေါ့နော်စိတ်နှိမ့်မှုကြောင့်ပညာရေးပိုင်းမှာခက်ခဲလေးတွေရှိရဲထို့ကြောင့်တခြားသောအကြောင်းအရာတွေစိတ်မနစ်ဖန်နဲ့ပညာရေးကိုစိတ်နှိမ့်ပြီးကြိုးစားမယ်ဆိုရင်ဒါမိမိအားကြိုးစားတဲ့လောက်ဖုံးပေါင်းနိုင်မယ်နေဖြစ်တဲ့အတွက်ပညာရေးကံစားတာကောင်းတယ်အတန်းပညာပြီးဆုံးသွားရင်လည်းအတက်ပညာပိုင်းနဲ့ပတ်သက်တာလေးတွေနင်းပညာပိုင်းနဲ့ပတ်သက်တာလေးတွေသင်ကြားတတ်တယ်ဒီလိုမျိုးတွေလည်းကိုကတော့တတ်ထားမယ်သင်ထားမယ်ဆိုကိုပွားတဲ့အထောက်အပံ့ပြုပါလိမ့်မယ်တဲ့နော် တော့ဒီနေ့ပိုင်းထဲမှာဆိုရင်ဒီတနေ့လုံးအတွက်အချိုးပေးတော့ lucky ခဏလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အချိုးပေး lucky ခဏလေးတွေက9ခဏ2ခဏ9ခဏ6ခဏနေရတော့အချိုးပေး lucky ခဏလေးတွေဖြစ်ပါတယ်เนาะအဲ lucky color လေးတွေကိုပြပြပေးပါမယ်ဒီတနေ့လုံးအတွက် ရေးကြည့်တော့ကိစ္စတွေလုပ်တဲ့နေရာမှာအရေးကြည့်တော့ခီးစင်တွေတွားတဲ့နေရာမှာအရေးကြည့်တော့ကိစ္စဝဝပြုလို့ပြောဆိုရမှာဝစ်စင်ဖို့အတွက်လက်ကိကလာလေးတွေကတော့ပန်းစီရောင်လေးတွေအပြာရောင်မိုးပြာရောင်စိမ့်လက်စိမ့်လက်လက်ရောင်လေးတွေအနက်ရောင်လေးတွေကတော့အချိုးပေးလက်ကိကလာလေးတွေဖြစ်ပါတယ်ဒီကလာလေးတွေဝစ်စင်သုံးပြုခြင်းဖြင့်ကန်ဆာတာပွင့်လန်းစေပါတယ်နော်အဲ့တော့ဒီနေ့တဲ့ဆောင်ရံရှောင်ရံလေးတွေပြောပြပါမယ်အဲ့တော့အမြဲလို့ပေါ့နော်မိမိတို့အနေနဲ့ကတော့ ဘာလုပ်ပေးရမလဲဆိုဒီနေ့ပိုင်းထဲမှာတော့ဘာသာတရားလေးတွေအထူးပြုလုပ်ပါဘာသာဘာသာရေးမမေ့စေနဲ့ပေါ့နော်ဖရာတရားတန်ငါပေါ့အဲ့တော့အမြဲတမ်းပဲပေါ့နော်မမေ့စေနဲ့ခင်မုန်းကြီးဆယ်ပါးကိုအမြဲတမ်းပူဇော်ကြတော့ပါကောင်းမှုတစ်ခုနေ့စဉ်ပြုပါတက်ကြီးပူဇော်ပေးပါနော်မရှိစင်းတဲ့တက်ကြီးရွယ်ဦးလေးတွေစေဝါတဲ့ဆာလူတာဆန်စီစေလူတာတော့ခင်မုန်းကြီးဆယ်ပါးကိုအမြဲတမ်းပူဇော်ကြတော့ပြီးဖြတ်တဲ့မှာသူ့တဲ့တက်ချင်းအထူးရှောင်ပေးပါနော်ဒီနေ့တွင်မှာ အဲ့တော့နောက်ထပ်တစ်ခုကတော့အိမ်အောင်ရေးဆရာရှုပ်တာကြီးလဲเนาะဒါရှောင်ပေးပါငါဖြက်လန်းနီးနဲ့စီးပွားရှာခြင်းရှောင်ပေးပါเนาะအဲ့တော့ဆောင်ရယ်ရှောင်ရယ်လေးတွေကတော့ဒီနေ့မှဒီလိုမျိုးလေးတွေเนาะဆောင်ပြီးတော့ဒီလိုမျိုးလေးတွေရှောင်မယ်ဆိုရင်เนาะကိုယ်ကခက်ခဲမှုတွေလွတ်မြောက်မယ်เนาะကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တွင်မှာအဆအဆရအစဉ်ပြေစီဖို့အတွက်ဒီနေ့တာလုံးပေါ့နော်ကန်ဆာကောက်မှုတွေပြုလုပ်ရမယ်ရေတရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်မိမိတို့အိမ်မှာတော့ဒါ နေအိမ်မှာကိုကပေါ့နော်ဒါတင်းနာသားသမီးတွေအနေနဲ့ကံကောင်းခြင်းတွေရရှိအောင်ပြုလုပ်ရမယ်ရေရာလေးကတော့မမီတို့ရဲ့ မွေးနံထောင်ပေါ့ထင်းနာထောင်မှာ TV ဦးကြီးတက်လက်နော် TV ဦးကြီးတက်လက်တလားတခါပုံမှန်လူပေးပါမိမိအိမ်ဖျားမှာနိုထမင်းလေးတစ်ပွဲပေါင်မုံလေးတစ်ပွဲပေါ့နော်အများတန်းကတ်လူပေးပါရေတန်လေးတစ်ခွက်ပေါ့နိုထမင်းပေါင်မုံတစ်ပွဲရေတန်တစ်ခွက်အများတန်းကတ်လူပါနေ့စဉ်ကတ်လူလို့ရသလိုတပတ်ကိုတစ်ချိန်တစ်ချိန်စေတနာရှိသလိုကတ်လူပြီးတော့မိမိလိုရာစုတောင်းမှာနောက်ပြီးတော့နေ့စဉ်လက်ပွင့်ခါရာလေးတွေအများတန်းရွတ်ပါအန်ဒီကင်းခုံတော်လေးရွတ်ပြီးတော့နေ့စဉ်ဖြတ်တန်းမှာကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီတနင်္လာနေ့ပေါ့ကံစရာအညာလေးတွေ ကြည်အောင်ကို့မှာရှိเนาะကြားရောက်လာမယ်အញ្ញံပိုင်းလေးတွေကြည်အောင်ဗားလေးတွေပြုတ်လုပေးရမယ်ဆိုတော့မိမိတို့အနေနဲ့လူသွားလမ်းလေးတွေအမိုင်ရှင်းမယ်ပေါ့เนาะလမ်းဘေးခွေးလေးတွေမကြမကြเนาะဒါအစာကျွေးမယ် နော်ငားအရှင်လေးတွေလွတ်မဲငှက်ကလေးတွေလွတ်မဲပေါ့နော်ဒါလမ်းရှင်းတာလေးတွေဒါလူသွားလမ်းလေးတွေမကြမကြအမိုင်ရှင်းပြီးတော့နော်ကို့မှာရှိတဲ့မကောင်းတဲ့အညာလေးတွေရှင်းရင်လည်းပဲဒီကုသိုလ်ကောင်းမှုတွေကြောင့်ပြေပြောက်ပါဆေးဆိုးပြီးဆူတောင်းပြီးတော့ပြုလုပ်ပါနော်နေ့စဉ်တရဏဂုံတက်စိတ်ပေါ့နော်မနဲ့တက်စိတ်ညတက်စိတ်ယူပွားပြီးဖြတ်တန်းမှာကန်ဆိုးကန်ညာလေးတွေပပျောက်သွားလိုက်မယ်နော်ပပျောက်သွားပါလိမ့်မယ်အဲ့တော့တိနာသားသမီးတွေကဒီနေ့မှဆိုရင် ဆင်မပြောတယ်ဆောင်ရံရှောင်းရံလေးတွေပြုလုပ်မဲ့ရေတရာလေးတွေတည်တည်ကြာပြုလုပ်ပေးပြီးတော့ဖြတ်သွင်းသွားမယ်ဆိုရင်တော့ကံကောင်းခြင်းတွေရရှိလာမယ်အစိုးအညံ့တွေပပျောက်သွားလိမ့်မယ်နော်အဲ့တော့ဒီတနေ့လုံးအတွက်နော်ဒါဆင်မပြောတဲ့အတိုင်းပြုလုပ်ရမယ့်ရေတရာလေးတွေနော်ဒါရွှေပွားရမယ့်ဒါ ခါရာလေးတွေပေါ့နော်အနေကင်းကုံတော်ဆိုတာလဲဒါကိုရဲ့ဆရာထက်တန်ရကုံတော်လေးတွေလက်ပွင့်ကုံတော်မှာလဲကိုဆရာထက်တန်ရကုံတော်လေးတွေအများတန်းရှုပ်ပွားပြီးတော့ဖြတ်တန်းပေးပါနော်အဆင်ပြေလာပါလိမ့်မယ်အဲတော့ကိုကခက်ခဲမှုတွေလွတ်မြောက်လာပါလိမ့်မယ်နော်ထို့ကြောင့်ဒီနှစ်အတွင်းမှာတနင်္လာသားသမီးတွေအဆဆအရေရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်း ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆ iam မဆောလောင်းနယ်နီကနေစူတောင်းမြတ်တာပို့သားလိုက်ပါတယ်ရှင်။